ကော်နာတို့ဂျွန်ဂျုံတို့လို့ fighter တွေထက် fan လို့တက်ကြွတဲ့ fighter တွေပဲအင်ပီရို UFC မှာအခွင့်အရေးရတဲ့နေဆိုရက် Demetrius Johnson ပရိသတ်များအလုံးပဲမင်္ဂလာပါများ Manchester Football ဆောင်တင်ဆက်နေပါတယ် Demetrius Johnson ကတော့ဒီနေ့ပြောရရင် UFC ရဲ့တမိုင်းတစ်လျှောက်ကြီးကျယ်ဆုံး fighter တွေကတူဖြစ်ပြီးတော့သူ့ရဲ့ YouTube channel မှာတော့ UFC အင်ပီရိုပွဲ UFC White House Event နဲ့ပတ်သက်ပြီးတော့ထင်ရှားတဲ့မှတ်ချက်တခုကိုပြောဆိုသွားခဲ့ပါတယ်ကိုကြီးကပါပြောခဲ့တယ်လဲဆိုတော့တယောက်ကပွဲတွေထိုးခြင်းထိုးမယ်မထိုးခြင်းမထိုးဘူးဆိုတဲ့ပုံစံနဲ့ကြိုက်တယ်လို့လုပ်နေတာတွေကိုကျွန်တော်သဘောမကျပါဘူး သူများတဲ့ပိုအခွင့်ရရှိလို့လောက်တာလည်းဖြစ်ခြင်းဖြစ်မယ်ကျွန်တော်လည်းတေချာတော့မသိပါဘူးဒါပေမဲ့အင်ပီရိုမှာကြိုးစားအားထုတ်နေကြတဲ့ fighter လေးတွေပဲအရင်ရွေးချယ်ပိုင်ခွင့်ရတယ်နိအင်ပီရိုပွဲမှာ Conor McGregor ကငါတို့လို active fighter မဟုတ်ပါဘူး John Jones ကလည်းတကယ်ကြီးမြတ်တဲ့ fighter ဆိုပေမဲ့အခုချိန်မှာတော့တကယ်ကြိုးစားပြီးတော့ active ဖြစ်နေတဲ့ fighter တွေကိုပဲသူတို့နေရာပေးတင်ပါတယ်ဆိုပြီးပြောဆိုလာခဲ့တာပါ Johnson ရဲ့ဒီ match ချက်က UFC လောကရဲ့ထင်ရှားတဲ့ fighter တွေဖြစ်တဲ့ Conor နဲ့ Jones တို့ရဲ့အခွင့်အရေးနဲ့တကြွဆွာကြိုးစားနေတဲ့ fighter တွေရဲ့အခွင့်အရေးတွေကိုနှိုင်းယှဉ်ပြီးတော့ တရားမျှတမှုနဲ့ကြိုးစားအားထုတ်မှုရဲ့တံမိုးကိုအလေးပေးပြောဆိုထားတာဖြစ်ပါတယ်။အင်ဗီရိုပွဲဆိုတာက UFC ရဲ့ထူးခြားတဲ့ပွဲတစ်ခုဖြစ်ပြီးတော့နိုင်ငံရေးနဲ့အားကစားလောကရဲ့ပေါင်းစည်းမှုတစ်ခုအနေနဲ့ထင်ရှားပါတယ်။ဒီပွဲမှာပါဝင်ခွင့်ရတဲ့ fighter တွေက UFC ရဲ့ထိတ်တန့်ကျေပွင့်နေတာမှမဟုတ်အထူးချွန်တဲ့စွမ်းဆောင်ရည်ပြသသူတွေဖြစ်ဖို့များပါတယ်။ဒီမေထရဲ့ဂျွန်စင်ရဲ့မှတ်ချက်ကဒီလိုရေးပါတဲ့ပွဲမှာတက်ကြွစွာထိုးနေတဲ့ fighter တွေကိုဦးစားပေးတဲ့ဆိုတဲ့အချက်ကိုအလေးပေးထားပါတယ်။ဂျွန်စင်ရဲ့ရည်ရည်ချက်ကသူ့ရဲ့ကိုယ်ပိုင်ကစားမဘွားရဲ့စီကံနဲ့ကြိုးစားအားထုတ်မှုကိုထင်ရှားစေပါတယ်။ သူက UFC Flyweight Champion အဖြစ်စတဲ့ချိန်ဇက်တိုက် Champion ကပတ်ကိုကာကွယ်ပြနိုင်ခဲ့သူပါဒါကသူ့ရဲ့ဒီဇိုင်းမတ်မတ်လေးကျေမှုနဲ့ကစားပုံကြောင့်ဖြစ်ပါရင်အဲဒါကြောင့်သူ့ရဲ့မတ်ချက်ကကြိုးစားအားထုတ်မှုနဲ့တရားမျှတမှုကိုဦးစားပေးတဲ့သူ့ရဲ့ယုံကြည်ချက်ကိုထင်ရှားစေပါရင်ဂျွန်ဆင်ရဲ့မတ်ချက်မှာကော်နာနဲ့ဂျွန်ဂျွန်စ်တို့ကိုတိတိကျကျဖော်ပြထားပြီးတော့သူတို့ရဲ့လက်ရှိခြေအနေနဲ့အင်ပီရိုပွဲမှာပါဝင်ခွင့်ရဖို့ထိုက်တန်မှုကိုမေးခွန်းထုတ်ထားပါရင်ကော်နာက UFC ရဲ့အကြီးအကျယ်ဆုံးကျယ်ပွင့်တစ်ဦးဖြစ်ပြီးတော့သူ့ရဲ့ကစားပုံစကားပြောပုံနဲ့ကျွမ်းကျင်တဲ့ promotion နီလန်းတွေကြောင့် UFC ကိုကမ္ဘာအဆင့်မီအားကစားပွဲတစ်ခုဖြစ်လာအောင်လို့ကူညီပေးခဲ့သူဖြစ်ပါတယ်။တပည့်ကော်နာကပြီးကတဲ့နှစ်တည်းမှာကျိုးဝိုင်းနဲ့ဝေးနေခဲ့ရပါတယ်။ဒါ့အပြင်သူ့ရဲ့ကွင်းပြင်ပဘဝမှာအငင်းပွားဖွယ်ဖြစ်ရတဲ့ဥပဒေပြဿနာတွေကလည်းသူ့ရဲ့ကုံတရင်ကိုထိခိုက်စေခဲ့ပါတယ်။ဂျွန်ဆင်ရဲ့မှတ်ချက်မှာကော်နာရဲ့ပွဲထိုးရင်ထိုးမယ်မထိုးရင်မထိုးဘူးဆိုတဲ့ပုံစံကိုဝေဖန်ထားပြီးတော့ဒီလိုကျယ်ဝင်တအုပ်ရဲ့အခွင့်အရေးပိုရမှုကိုသဘောမကျအကြောင်းဖော်ပြထားပါတယ်။ကော်နာက UFC အတွက်စီးပွားရေးအရတန်ဖိုးရှိတဲ့ဖိုက်တာဖြစ်ပေမဲ့သူ့ရဲ့တက်ကြွမှုနဲ့ပါတဲ့ချက်က ဂျွန်ဆင်လို fighter တွေအတွက်တရားမျှတမှုမရှိတဲ့အခြေအနေတစ်ခုလို့မြင်စေခဲ့ပါတယ်။ဂျွန်ဂျုံးစ်ကတော့ UFC Live Heavyweight နဲ့ Heavyweight အုပ်စုမှာတမိုင်းတစ်လျှောက်ကြီးကြီးဆုံး fighter တွေကတအူးဖြစ်ပါတယ်။သူရဲ့ကစားပုံဗတ်စုံစွမ်းရည်နဲ့ပြိုင်ဘက်တွေကိုလွှမ်းမိုးနိုင်မှုကသူ့ကိုဂုဏ်ပြုခံရတဲ့ fighter တအူးဖြစ်လာစေခဲ့တာပါ။တပည့်ဂျွန်ဆင်းရဲ့မှတ်ချက်မှာဖော်ပြထားသလိုကျန်တဲ့နှစ်တွေအတွင်းထိုးပွဲတော်လေးနဲ့ခဲ့ပြီးတော့တွန်အက်စပင်နယ်နဲ့ကစားမဲ့ heavyweight champion ကပတ်ပေါင်းစည်းပွဲကိုလည်းနေရွှေညာရွှေလဝီနဲ့အချိန်နှစ်နှစ်လောက်ကုန်ဆုံးသွားခဲ့ပါတယ်။ဂျွန်ဆင်းရဲ့မှတ်ချက်ကဂျုံးရဲ့ကြီးမြတ်မှုကိုအတိမတ်ပြုထားပေမဲ့ လက်ရှိတက်ကြွစွာ ကြိုးစားနေတဲ့ fighter တွေကိုဦးစားပေးတင်နေဆိုတဲ့အချက်ကိုအလေးပေးထားတာပါဒါက UFC ရဲ့တရားမျှတမှုနဲ့အခွင့်အရေးပေးမှုဆိုင်ရာပြဿနာတွေကိုမိမောင်းထုတ်ပြထားပါတယ်ဂျွန်ဆင်ရဲ့မှတ်ချက်က UFC ရဲ့ fighter တွေကိုရွေးချယ်ပြီးတော့အခွင့်အရေးပေးတဲ့နည်းလမ်းတွေနဲ့ပတ်သက်ပြီးအရေးကြီးတဲ့မေးခွန်းတစ်ခုကိုထုတ်ဖော်ထားပါတယ် UFC ကစီးပွားရေးအောင်မြင်မှုရရှိဖို့ကျယ်ပွင့် fighter တွေဖြစ်တဲ့ Connor Jones တို့ကိုအားကိုးလေးရှိပါတယ်။အဲ့လိုမျိုးကျယ်ပွင့်တွေကပရိသတ်ဆွဲဆောင်မှုမြင်မာပြီးတော့ပွဲတွေရဲ့ဝင်ငွေကိုမြှင့်တင်ပေးနိုင်လို့ဖြစ်ပါတယ်။ဒါပေမဲ့ Jones ရဲ့အမြင်အရဒီလိုကျယ်ပွင့်တွေကိုဦးစားပေးလို့နာက တက်ကြွစွာကြိုးစားနေတဲ့ fighter တွေအတွက်တရားမျှတမှုမရှိတဲ့အခြေအနေတစ်ခုကိုဖြစ်ပေါ်စေနိုင်တယ်လို့မြင်နေကြပါခင်ဗျာ။ကိုကြီးပြောတဲ့တက်ကြွတဲ့ fighter ဆိုတာက van ကိုများပြောနေရလားဘယ်လိုမြင်ကြလဲခင်ဗျ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ။